အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတည်းဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒီနေ့မှာတော့ကျွန်တော် Liverpool ရဲ့သတင်းလေးတွေပြောပြီး Liverpool ရဲ့အကြောင်းနဲ့စိတ်ဝင်စားတဲ့အကြောင်းလေးနည်းနည်းလေးပြောအောင်။အဲ့တော့ Liverpool အသင်းနေအခုလက်ရှိမှာတော့ကျွန်တော်တို့ ပထမဆုံးစီးပွားရေးကန်တာကြောင့်လည်းပြောလစ်ဗာပူးတင်းရဲ့လက်ရှိဒါကျွန်တော်ယင်ဘက်စပွန်ဆာနဲ့အတူဒါကျွန်တော်ဆရာကျုပ်တဒန်တူဘူးတို့လစ်ဗာပူးကစတင်ပြီးဆွေးနွေးနေပြီဖြစ်တယ်။လစ်ဗာပူးတင်းရဲ့ခုလက်ရှိမှာဒီယင်ဘက်စပွန်ဆာရဲ့တဒန်ကဒါကျွန်တော်တို့ပရီးမီးယားလီဂ်မှာဈေးကြီးဆုံးဒါ ဒီဘက်စပွန်ဆာဖြစ်ဖို့အတွက်လည်းနံပါတ်1ပြီးနေတယ်ဆိုပြီးသွားတယ်အခုလက်ရှိမှာ standard charter က2026 2029ရာသီအထိဒါကျွန်တော်ရှိသေးတယ်ဆိုပေမဲ့ဒီနောက်ပိုင်းမှာဒါကျွန်တော် standard charter ကပဲ liverpool အသင်းရဲ့ဒါကျွန်တော် main sponsor ဒါကျွန်တော်ဂျင်ဘက်စပွန်ဆာအနေနဲ့ပဲဆက်သွားခြင်းလည်းဆိုတဲ့ပုံမှာရှိတယ်2022ခုနှစ်မတိုင်ခင်မှာ standard charter ကနေပြီးတော့ဒါ liverpool အသင်းရဲ့ဂျင်ဘက်စပွန်ဆာအနေနဲ့ပေါင်တန်း40ကနေပြီးတော့2022နောက်ပိုင်း9နှစ်စာချုပ်ချုပ်ခဲ့ပြီးနောက်ပိုင်းမှာအဲ့မှာပေါင်တန်း50တူးပေးခဲ့တယ်ဆယ်တန်းတူးပေးအဲ့မှာဒါကျွန်တော်မက်မဲရ liverpool အသင်းကိုဒါပေါင်တန်း250တဲ့ agreement နဲ့တူ9နှစ်စာဒါကျွန်တော် င်ဘတ်စပွန်ဆာပေးခဲ့တယ်။ဒီနေ့မှာတော့ကျွန်တော် standard chapter အနေနဲ့ရှင်းပါတယ်။တို့အနေနဲ့ကကျွန်တော်တို့ဘာမှ clause တွေပါမရှိဘူး။ Liverpool တင်းနဲ့ဒါဥရောပဝင်တာပဲဖြစ်ဘာမှမရှိဘူး။တို့နဲ့ bonus လည်းမရှိလို့ဒါကျွန်တော် minus လည်းမရှိဘူး။ရှင်းတယ်။ဒါကျွန်တော်တို့အနေနဲ့ဒါ ရဘစပွန်ဆာအနေနဲ့ပဲလီဗာပူးတင်ရည်ရည်ရှင်အနေနဲ့ပဲဆက်ရှိသွားမယ်ဆိုတဲ့သဘောမှရှိတယ်။အဲ့တော့လက်ရှိမာဒါနာလာမယ့်နှစ်မာဒါကုံဆုံးတော့မယ့်အတွက်ကြောင့်မို့လီဗာပူးနဲ့ဒါကျွန်တော်စတန်ဒတ်ချက်တာနဲ့ဒါကျွန်တော်တို့ရဘစပွန်ဆာဒါစာချုပ်တန်တူဘူးတွေဆက်လက်ပြီးဆွေးနွေးနေစေဖြစ်တယ်။စတန်ဒတ်ချက်တာကလက်ရှိမှာလီဗာပူးတင်ကိုတစ်နှစ်ပေါင်ပန်း80ပြီးချီသွားဖို့အတွက်ဒါကျွန်တော်တို့ကြိုးစားသွားမှာဖြစ်ပြီးတော့လက်ရှိမှာဒါကျွန်တော်တခြားသောစပွန်ဆာတွေလည်းရှိနေဆွေးတဲ့ရင်ထွက်ပေါ်လာခဲ့တယ်။ကောလာဟာလာတွေကလက်ရှိမှာဒါလီဗာပူးအသင်းအနေနဲ့ဒါအမေရိကန်ကစပွန်ဆာတချို့နဲ့လည်းစကားပြောနေပြီးတကယ်ကိုပေါင်ပန်း80နဲ့ပေါင်ပန်း100ဝန်းကျင်ကြစပွန်ဆာ sponsor ship ဒီနေ့သတင်းထွက်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါပေမဲ့ standard charter ကပဲလက်ရှိမှာဒါ invest sponsor ဖြစ်ဖို့အတွက် Liverpool တင်းအတွက်ဥဆောင်နေပြီးတော့ဒါကျွန်တော်တို့9နှစ်စာပေါင်တန်း300နဲ့ဟုတ်ပေါင်တန်း350တန်း package နဲ့အတူ Liverpool တင်းကလက်ခံသွားဖို့ရှိတယ်ဆိုတဲ့သတင်းထွက်လာ။ဒါလက်ရင်ဘက်က sponsor ပဲရှိသေးတယ်။ဒါကျွန်တော်တို့ AAC တို့ဒါကျွန်တော်တို့ဒီလက်မောင်းအောက်စာတွေမပါသေးဘူး။အဲ့တော့ Liverpool တင်းနဲ့ဒါလာမယ့်ရာသီမှာဒါကျွန်တော်စာရုပ်သစ်ကိုချုပ်ဆိုဖို့အတွက်အခုချိန်မှာချိန်နေကောင်းနေပြီးတော့အသစ်နဲ့ကိုပေါင်တန်း350ထပ်မှန်ပြီးတော့ဝင်ဖို့အတွက်လည်းရာခိုင်နှုန်းတွေများနေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်။ Liverpool နဲ့ standard charter နဲ့က ကငကူတွေကကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်းနောက်ထပ်9နှစ်ချုပ်ဖို့အတွက်လည်းပြင်ဆင်လာခဲ့လို့သိရတယ်မှာပါတယ်အကယ်၍လီဗာပူးသားပေါင်သန်း90ဆိုတဲ့ဈေးနဲ့လုတ်ခဲ့မယ်ဆိုရင်တော့ပရီးမီးယားလီဂ်မှာကျွန်တော် YMS စပွန်ဆာရအဈေးကြီးဆုံးအသင်းတွေကသတင်းဖြစ်သွားမယ်လို့လည်းသိရတယ်မှာပါတယ်မန်ချက်စတာယူနိုက်တက်ဒါကျွန်တော်တို့လက်ရှိ မလို့ဒါ snapdragon နဲ့ဒါ standard channel တွေကဒါကျွန်တော်တို့ပေါင်3000 4000လောက်ပဲကွာသွားမယ့်အနေအထားမှာရှိပြီးတော့ဒါ liverpool တင်းကဒါကျွန်တော် premier league မှာ invest sponsor အားဖြင့်ဈေးကြီးဆုံးအသင်းတစ်သင်းနေနဲ့ဆက်လက်ပြီးရည်တည်သွားဖို့အတွက်ရှိသွားမယ်ဆိုတဲ့တင်းထွက်ပေါ်လာခဲ့တယ်အဲ့တော့ liverpool တင်းကလက်ရှိမှာလာမယ့်နေရာဒီမှာလဲငွေတွေကိုတော်တော်များများရဖို့အတွက်ရှိနေတယ်ဆိုတဲ့တင်းကိုကျွန်တော်တို့တိစက်အဲ့တော့ဒီငွေတွေကိုဘယ်မှာသုံးမလဲအဲဒီငွေတွေဘယ်မှာသုံးမလဲ liverpool တင်းနဲ့တဖြည်းဖြည်းနဲ့လက်ရှိနောက်ဆုံး update တင်းတွေတက်လာခဲ့တာကတော့သူတို့အနေနဲ့ဒါကျွန်တော်တို့ဘုံမော့အသင်းရဲ့ဒါ left wing ကစားသမားဖြစ်တဲ့ sammy new ကိုခေါ်ယူဖို့ ဖို့အတွက်တော်တော်လေးကို strong ဖြစ်လာတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာဒါပထမဆုံးသတင်းတက်လာခဲ့တဲ့ LS2 ဖြစ်ပြီးတော့ LS2 ကလက်ရှိမှာ tier 2 tier 3 level လောက်တော့ရှိတယ်။အရင်ကြီးမမြင်ဘူးဆိုပေမဲ့အရင်ကြီးနှိမ့်တဲ့နေသားမှရှိဘူး။ဆာမီညိုနေတဲ့အခုလက်ရှိလာမဲ့နွေရာသီမှာသာအသင်းပြောင်းခဲ့မယ်ဆိုရင်ဒီကစားသမားကိုခေါ်ယူဖို့ရာဂိုင်တော့အများဆုံးအသင်းကတော့ Liverpool အသင်းဖြစ်ပြီးကစားသမားကိုတိုင်ကလည်း Liverpool အသင်းကိုသာပို့ရွှေ့ပြီးပြောင်းရွှေ့ခြင်းတော့ပြရတယ်မှာပါတယ်။ကစားသမားကလက်ရှိမှာ Arsenal ပြိသက်ဖြစ်ပေမဲ့ Arsenal အသင်းကလက်ရှိမှာဆာမီညိုကိုခေါ်ခဲ့မယ်ဆိုရင်တော့မှကစားသမားနဲ့ Liverpool အသင်းကိုသာရွေးချယ်သွားဖို့အတွက်ရာဂိုင် နှုန်းနေများနေတယ်ဆိုပြီး LS Group ကရေးသားထားခဲ့တာတွေ့ရမယ်။ဒါပေမဲ့စိတ်ဝင်စားရကောင်တာကလက်ရှိမှာဆမ်မီညိုကလီဗာပူးအကြိုက်ပုံစံတစ်ခုမှသူ့ရဲ့ဘောင်ထဲမှာကွက်တီဝင်နေတယ်လို့ပြောလို့ရတယ်။အဲ့ဒါကဘာကိုပြောချင်တာလဲ။ဆမ်မီညိုမှာလုံးဝလူမသိသူမသိတဲ့စာချုပ်ဖြတ်သိမ်းရေးရှိတယ်။အဲ့ဒီစာချုပ်ဖြတ်သိမ်းခြင်းနဲ့တူတဲ့ကမ်းလှမ်းမှုတစ်ခုကဒါကျွန်တော်လီဗာပူးဘက်ကကမ်းလှမ်းနိုင်ခဲ့မယ်ဆိုရင်တစ်ဖက်အသင်းကနေပြီးတော့လာမယ့်လူရာဒီမှာလက်ခံသွားမှာဖြစ်ပါတယ်။ဘုံမောက်အသင်းကဒီစာချုပ်ဖြတ်သိမ်းခြင်းနဲ့ပတ်သက်ပြီးအပြင်းမှုလုံးဝမပေါက်ကြားစီမှုအတွက်အဓိကစူးစမ်းနေတာဖြစ်ပေမဲ့တကယ်တမ်းသာပေါက်ကြားသွားခဲ့ Morgan Gateway လိုပဲပေါ့နော်။ အကယ်တမ်းပေါက်ကြားသွားခဲ့မယ်ဆိုတော့လစ်ဗာပူးတင်းကဒီကစားသမားကိုခေါ်ယူဖို့အတွက်လက်ရှိမှာတော့နံပါတ်1ပြေးနေတဲ့သဘောမှာရှိပါတယ်အဲ့တော့ဆမ်မီညိုရဲ့နောက်ထပ် destination ဖြစ်ဖို့ယာဂိုင်တို့အများဆုံးအသင်းကတော့လက်ရှိမှာလစ်ဗာပူးအသင်းဖြစ်ဖို့ယာဂိုင်တို့များနေတယ်လစ်ဗာပူးတင်းရဲ့လက်ရှိမှာ left wing ကလူနေတဲ့အသင်းတစ်သင်းပြီးပြီးဒီနေ့စောင်းရာဒီလောက်ကလေးကဒီကစားသမားကိုခေါ်ယူသွားဖို့အတွက်ကြိုးစားခဲ့ဖို့အတွက်ရှင်ခဲ့ပေမဲ့ဒါဘုံမောက်အသင်းကဒီကစားသမားကိုစောင်းရာဒီမှာအသင်းကလက်ခံသွားဖို့မရှိဘူးသူတို့နေတဲ့ဘုံမောက်အသင်းဒါအာရီယိုလာကိုတော့ဒီကစားသမားအတွက်ဒါကျွန်တော်တို့အခြေအနေတစ်ခုဒါ ဟိုအချိန်တစ်ခုထပ်ပြီးတော့ပေးဖို့အတွက်ဂတိပေးထားပြီးသားဖြစ်တယ်အဲ့တော့ဘုံမောက်တင်းနဲ့ဒါလက်ရှိမှာဆမ်မီညိုကတော့ဒီနှစ်အနေနဲ့နောက်ဆုံးအနေနဲ့ချိန်ပင်းသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်လက်ရှိမှာလစ်ဗာပူးနဲ့အတူတူကျွန်တော်ရှင်ပြိုင်ပြီးလူမှုတော့ကတော့တန်ဟော့စပတ်တင်းဖြစ်တယ်တကယ်တော့နင်လားငါလားကြီးဆိုရင်ကစားသမားကလစ်ဗာပူးအတင်းကိုသာယူချင်မှဖြစ်ပြီးတော့စပါအတင်းကိုယူချင်ဖို့အတွက်ရာဂိုင်နှုံးနေနေတဲ့ဆွဲသတင်းတွေထွက်ပေါ်လာခဲ့တယ်မှာပါတယ်လစ်ဗာပူးတဲ့ဒီနှစ်စောင်းညာဒီအပြောင်းရွှေ့မှာလွယ်လွယ်ကူကူနဲ့ခေါ်ယူဖို့အတွက်ကြိုးစားနိုင်တဲ့ကစားသမားရှိတယ်အဲ့ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်လိုင်ယွန်ရဲ့မာလစ်ဖိုဖာနာကိုလစ်ဗာပူးအတင်းကတော်တော်လေးကိုစိတ်ဝင်စားနေတယ် ်ဒီကစားသမားကလက်ရှိမှာဒါလူငယ်ကစားသမားလေးဖြစ်တဲ့ကြောင့်လီဗာပူးတင်းနဲ့သူတို့ရဲ့အသင်မှာခေါ်ယူပြီးတော့တစ်စစ်မြင့်တင်ပေးဖို့အတွက်ကြိုးစားနေတဲ့ကစားသမားတယောက်ကိုသိရတယ်မှာပါတယ်ဒါပေမဲ့လီဗာပူးတင်းတဲ့တဲ့နဲ့မဟုတ်ပဲလက်ရှိမှာအင်တာချယ်ဆီမန်ချက်စတာယူနိုက်တက်အသင်ကပါမာလစ်ဖူဖာနာကိုတော်တော်လေးကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်ပေါ်လာခဲ့တာကိုတွေ့ရမှာပေါ့နော်အဲ့တော့လက်ရှိမှာလီဗာပူးတင်းနဲ့အခုချိန်ထိဒါတော်တော်လေးကိုစိတ်ပြက်လျက်ရှိတဲ့အခြေအရာဒါကျွန်တော်တို့ ကူနာတီးရဲ့အကြောင်းအရပဲလီဗာပူးအသင်းနဲ့ခုလက်ရှိမှာသူတို့ရဲ့နောက်ဆုံးကမ်းလှမ်းမှုကိုကူနာတီးနဲ့အချင်းတစ်ချင်းမှာလက်ခံသွားဖို့အတွက်ပြင်ဆင်ထားတယ်လို့သူတို့အနေနဲ့လက်ခံထားခဲ့ပေမဲ့လက်ရှိဒီပုံစံတိုင်းဆိုရင်တော့ကူနာတီးကူတန်ကအသင်းကလွတ်နဲ့ထွက်ဖို့ရရခိုင်လို့များသွားတယ်ဒါပေမဲ့ရည်ရတဲ့အချက်တစ်ခုကဘာဖြစ်လဲဆိုတော့ကူနာတီးရဲ့လက်ရှိခြေစွမ်းကျဆင်းလာမှုပေါ်မှာရီယယ်မက်ဒရစ်ကတောက်လျှောက်စောင့်ကြည့်နေကြတာဖြစ်ပြီးကစားသမားကိုလက်ရှိမှာအလွတ်နဲ့ခေါ်ပူတော်မှာရီယယ်မက်ဒရစ်ဘက်ကမတိကြတဲ့သတင်းတွေကတဖြည်းဖြည်းနဲ့စတင်ပြီးလွင့်လာခဲ့ဖြစ်တယ်ရီယယ်မက်ဒရစ်ဘက်ကအခုလက်ရှိမှာ100%လုံးဝတာကျွန်တော်တို့ပထမကကူနာတီးကိုခေါ်မယ်ပါညာအလွတ်နဲ့ပါညာခေါ်မယ် ဆိုတဲ့ပုံစံလုပ်ထားခဲ့ပေမဲ့လက်ရှိကုနာတေးရဲ့စာချုပ်တက်တန်းကုံဆုံးလာတာကောကုနာတေးနဲ့အနီးတူပြင်သစ်ကစားသမားပြင်သစ်ကစားသမားနောက်တစ်ယောက်ကလည်းစာချုပ်တက်တန်းကုံမှုတွေရခိုင်နှုန်းများနေပြီးတော့အဲ့စာချုပ်ချုပ်ဖို့တည်းလေရခိုင်နှုန်းနည်းနေတဲ့ကစားသမားတယောက်ရှိတယ်။အဲ့ဒါကတော့ဥပါမီကာနိုဥပါမီကာနိုကိုတော့လက်ရှိမှာဒါကျွန်တော်လစ်ဗာပူးအသင်းစီကောဆိုတော့ဗာ ဒါလည်းကျွန်တော် Real Madrid အသင်းကနေအလွတ်နဲ့ခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးနေပြီဖြစ်တယ်ဆိုပြီးတော့လက်ရှိမှာဒါကြောင့်ပြစ်တဲ့တဲ့ဌာနတွေစီကနေတက်လာခဲ့တော့တွေ့ရမယ်။ဒါကြောင့်မလို့လက်ရှိမှာကူနာတေးရဲ့လက်ရှိခြေစွမ်းကျဆင်းမှုပေါ်လီဗာပူးအသင်းကတော့ဆိုရင် Real Madrid အသင်းကတောက်လျှောက်စောင့်ကြည့်နေပြီးတော့သူတို့အနေနဲ့အလွတ်နဲ့ခေါ်ယူတင်လားမခေါ်ယူတင်ဘူးလားတစ်ချက်တော့ပြန်ကြည့်နေပြီလို့သိရတယ်မှာပါ။အဲ့တော့ကူနာတေးအနေနဲ့ခုလက်ရှိမှာဒါလီဗာပူးအသင်းနဲ့စာချုပ်တင်မချုပ်ဆိုခဲ့ဘူးဆိုရင်တော့ဆရာသမားလေးကတော့မြောက်တင်ကိုင်းလို့ဖြစ်တော့မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့မှာပါပါတယ်။အဲ့လိုသာဖြစ်ခဲ့မယ်ဆိုတော့ကူနာတေးနေတော်တော်လေးကို တနာဘူးကောင်းသွားမယ်အဲ့တော့လီဗာပူးကရှင်းတယ်သူတို့ဘက်ကလက်ရှိမှာဒါကူနာတိတ်ကိုစာချုပ်တက်ထုတ်ဆိုဘူးတဲ့လက်ရှိမှာတရားဝင်ကန်းလန်းဘူးတဲ့လုံးဝမရှိတော့ဘူးသူတို့နဲ့ဒါတတရားမြောက်ကန်းလန်းမှုကိုဒါကျွန်တော်တို့ကူနာတိတ်ရဲ့လက်ခံခံမခံဘင်ကပေါ့နော်မခံရင်ဒါကျွန်တော်တို့သူ့အနေနဲ့ဒါသူသွားချင်တဲ့ကလပ်ကိုသွားကိစ္စမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့လီဗာပူးအသင်းကတော့ဒါလှုပ်ဆောင်သွားမယ်အနေအထားမှာရှိပါတယ်အဲ့တော့လီဗာပူးအသင်းကတော့လက်ရှိမှာဒါမက်ဂါကြီးရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးဒီနှစ်ဆောင်းရသည်မှာမခေါ်ယူနိုင်ခင်ဘူးဆိုရင်တော့မလာမယ့်နေရာဒီမှာသူတို့ခေါ်ယူဖို့အတွက်ကစားသမားနဲ့အချို့သဘောတူညီမှုရဖို့အတွက်အခုချိန်ကလေးကစတင်ပြီး ီးတော့ agent နဲ့ဆွေးနွေးနေပြီဆိုတဲ့သတင်းကိုတော့ Jane PS ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာသူ့ရဲ့ blog post မှာရေးသားထားခဲ့တာတွေ့ရမယ်။ဒါပေမဲ့ဦးသိန်းနဲ့ခုလက်ရှိမှာ cancel ပိုင်းကကုနာတီလာမင်းတွေရာဒီမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမကာယီကိုဒါသူ့ရဲ့အသင်းကိုရောက်ရှိစေခြင်းတဲ့သဘောမှာရှိတယ်။ လဘဘူးဒီနဲ့ဒီခန်စီကစားသမားကိုသူတို့ရဲ့အသင်းရဲ့ကစားသမားဖြစ်မယ်လို့မိုက်ကယ်အက်ဝတ်တို့ကတော်တော်လေးကိုယုံကြည်ထားတဲ့သဘောမှရှိတယ်။ကစားသမားကိုတိုင်ကလည်းဒါကျွန်တော်မှတ်မဲ့ရမနစ်ကနွေရာဒီကလေးကဒီအသင်းကိုပြောင်းမယ်ဆိုတဲ့သဘောတူညီမှုကရေရှည်ဆက်သွားဖို့အတွက်ရှိမယ်လို့မျှော်လင့်တယ်။ဒါပေမဲ့ဂါကြီးရဲ့အပြောင်းရှိမှဒါဂါကြီးကပရီးမီးယားလိအသင်းတွေကိုတိတ်ပြီးစိတ်ဝင်စားခြင်းတော့မရှိဘူး။ဒါပေမဲ့ဂါကြီးရဲ့အပြောင်းရှိမှတကယ်တမ်းဝင်ဝင်နှောက်နေတာကဘိုင်ယန်မြူးနစ်။ဘိုင်ယန်မြူးနစ်တင်းနဲ့သူတို့ရဲ့ခန်စီပိုင်းမှာဥပါမီကာနိုသာအသင်းကနေအလွတ်နဲ့ထွက်ခွာခဲ့မယ်ဆိုရင်တော့ဂါကြီးကိုသူတို့ရဲ့ replacement တယောက်နဲ့သူတို့ကသတ်မှတ်ထားခြင်းဖြစ်တယ်။ဒါပေမဲ့ဂါကြီးကလည်းဘ ဘူးသင်္ကတာကျွန်တော်အချိုးသဘောတူညီမှုအနေနဲ့ under the table မှာရယူခဲ့မယ်ဆိုရင်တော့ကစားသမားကလာမယ့် new year ဒီမှာ manchester ရောဆိုတော့ ဘာပဲ Manchester City ကပါလေ။အဲ့တော့ကျွန်တော်တို့ Crystal Palace ကိုအလွတ်နဲ့ပြောင်းရွှေ့ဖို့အတွက်ရာဂိုင်းတို့ဘယ် Liverpool ကိုအလွတ်နဲ့ပြောင်းရွှေ့ဖို့အတွက်လက်ရှိမှာရာဂိုင်းတို့အများဆုံးဖြစ်တယ်လို့သိရတယ်မှာပါတယ်။ဒါနဲ့ပတ်သက်ပြီးပြောမယ်ဆိုလက်ရှိမှာ Liverpool အသင်းကတော့ McAllister နဲ့ပတ်သက်ပြီးရှင်းပါတယ်။လုံးဝဒါသူတို့မရောင်းနိုင်တဲ့ဈေးပုံစံမျိုးတတ်မှတ်ခဲ့တာဖြစ်တယ်။လက်ရှိမှာ Liverpool အသင်းက McAllister ကိုလိုချင်နေဆိုရင်တော့ပေါင်130 Euro 130ပတ်ချလဲဝင်ညင်ညာပေးရမယ်ဆိုပြီးတော့တရားဝင်ညင်ညာခဲ့တာဖြစ်တယ်။ McAllister ကိုအခုလက်ရှိမှာ Saudi Club တွေအပြင် Real Madrid အသင်းကလည်းတော်တော်လေးကိုခေါ်ယူဖို့အတွက်စောင့်ကြည့်နေတဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်။ဒါပေမဲ့ ဘူဘူးဒင်းနဲ့ခုလက်ရှိမှာမက်ကလစ်စတာကိုဒီနှစ်နွေရာသီအပြောင်းရွှေ့မှာလုံးဝလာမယ့်နွေရာသီအပြောင်းရွှေ့မှာလုံးဝရောင်းသွားဖို့စီစဉ်မရှိလို့စောင်းရာသီအပြောင်းရွှေ့မှာဒီကစားသမားကိုလုံးဝလုံးဝလုံးဝကိုရောင်းသွားဖို့စီစဉ်မရှိဘူးလက်ဘူးဒင်းနဲ့ခုလက်ရှိမှာသူတို့ chainId တက်တဲ့ first 11ကိုတော့ဒါလုံးဝအသင်းမှာဆက်ပြီးထိမှုအတွက်ကြိုးစားသွားမယ်လို့ပြောရင်းနေပဲကျွန်တော်ကိုတော့ကွန်ပြူပေါ့ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ဥတို့မှာကျွေးလူဆန်ပေါအောင်ကွန်ပြူလို့ရပါတယ်မြမိုက်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြမြကလစ်မှာမြမြနိုင်ဖြစ်ပါတယ်အားလုံးပဲကြည့်ကြပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစုမွန်ကော ောင်တောင်းပြီးနေပဲကျွန်တော်တို့နေနောက်မှာပဲ AAC တူးကြတာပေါ့ဒီပေါ်ဗျ